မရှလာရှိရမှာကြာရောက်တဲ့အပြည့်ပြည့်ဆန်ရအမျိုးသမီးများနဲ့အထင်းအမှလှုပ်ရှားမှုအနေနဲ့လက်နက်ကင်တိုက်ပွဲတွေနေ့စဉ်ရှိနေတဲ့သကိုင်းတိုင်းကဇလင်းကြီးမြို့နယ်တပင်းရင်းမြို့နယ်တနင်္လာရီတိုင်းဒဝဲမြို့နယ်နဲ့ကြားပြည်နယ်စရက်ဒေသတွေမှာဆန္ဒပြကြပါတယ်2025ခုနှစ်အတွက်ပြည်ပြည်ဆိုင်ရာအမျိုးသမီးများနှင့်စောင့်မုတ်ဟာ accelerated action အရှိန်မြှင့်လှုပ်ဆောင်ခြင်းဖြစ်ပြီး အမျိုးသမီးအမျိုးသားဒန်းတူညီမရေးအတွက်အတူတကွလှုပ်ဆောင်ကြဖို့ရည်ရတာလို့အမျိုးသမီးရေးလှုပ်ရှားသူတွေကပြောပါတယ်။အမျိုးသမီးခွင့်ရေးလှုပ်ရှားသူတွေကတော့ဆရာနာသိမ့်ပြီးနောက်အမျိုးသမီးတွေဟာနေ့စဉ်အကြောက်တရားနဲ့ရှင်သန်နေရပြီးကနဘောင်းဆောင်မှာနီးမျိုးစုံနဲ့အခွင့်အရေးချိုးဖောက်ခံရရတယ်လို့ပြောပါတယ်။ မြမအမျိုးသမီးသမဂ BWU မူဝါဒဥဆောင်ဖွဲ့ဝင်ဒေါ်တင်တင်ညူကတော့အမျိုးသမီးတွေပေါ်ခွဲခြားဆက်ဆံရတွေဖော်ဝါဒကြီးစိုးမှုတွေဟာတရားမမျှတတဲ့လိုရက်တွေလို့ပြောပါတယ်။ ကြံဖတ်မှုတွေကိုဖြင့်ရှင်းတဲ့နေရာမှာခံချက်ညီညီနဲ့လှုပ်ဆောင်မဲ့နေထားမျိုးလေးတွေရှိဖို့လိုတယ်အထူးသဖြင့်ကတော့ဒီဘောဝါဒလွှမ်းမိုးတဲ့အတွေးခေါ်အယူဆတွေအာပြီးတဲ့အခါကျလို့ရှိရင်အာနာပိုရှိတဲ့သူကအာနာမဲ့တဲ့သူတွေကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့ဟာတွေအနိုင်နိုင်ထက်စီးနင်းပြမှုတဲ့ဒီလိုတွေးခေါ်တွေဒါလေးတွေကိုကျမတို့တွေက ပြောင်းလဲရမယ်ပေါ့နော်လူလူစုလူတန်းစားတစ်ခုကိုပဲအာဟိုအခွင့်အလမ်းတွေအကုန်လုံးပေးပြီးတော့မှဂျန်တဲ့သူတွေကိုအခွဲခြားဆက်ဆံထားတဲ့လူမှုအတိုင်းဝိုင်းရဲ့တရားမပြတာမှုတွေကိုလည်းကျမတို့ကအာဖော်ထုတ်ရမယ်နေ့လေးဖြစ်တယ်စစ်ကောင်စီတပ်သားမကတော်လိုင်းရင်အားစုတွေပါအမျိုးသမီးတွေကို လိမ့်ပိုင်းဆိုင်ရာကျူးလွန်နေတာတွေရက်တံမှု Sisters to Sister အဖွဲ့ရဲ့ဥဆောင်ကော်မတီဝင်မတ်တင်စာရှင်းလက်ရည်ကပြောပါတယ် တော်လိုင်းအတွက်မှာပါဝင်ဆောင်ရွက်နေရတဲ့အချိန်မှာစစ်ကောင်စီရဲ့မျိုးသမီးတွေပေါ်မှာနှိပ်စက်နိုင်ခြင်းမှုတွေအပြင်ကိုကျမတို့အာအခုအဖွဲ့အစည်းတီးတီးကနေမှာတော်လိုင်းတဲကအမျိုးသားတွေကနောက်တီတော်လိုင်းတပ်သားတွေကနေကျူးလွန်တဲ့လိမ်မိုင်းဆိုင်ရာအမျက်ထုတ်မှုစော်ကားနောက်ရှက်မှုအကြမ်းဖက်မှုတိုင်ကြားချက်တွေလည်းကျမတို့လက်ခံရရှိနေတဲ့အခါမှာဒါတွေကိုကျမတို့ရက်တန်းကရက်ဖို့တတိပေးတဲ့အနေနဲ့ဒီကြီးညာချက်ကိုထုတ်ပြန်တာဖြစ်တယ်စစ်ကောင်စီရဲ့လေကြောင်း လက်နက်ကြီးနဲ့ဒရုန်းဘုံတွေကိုနေ့စဉ်ကြုံနေရတဲ့စကိုင်းတိုင်းမွန်ရွာမြို့နယ်ကမငင်ကတော့ဆရာနာရှင်ကိုတော်လှန်ရင်းကြားမခွဲကြတဲ့လူတွေကိုတိုက်ထုတ်မယ်လို့ပြောပါတယ်။ အာနာရှင်စနစ်ကိုတွန်းလာနေတယ်။ဒါပေမဲ့အာနာရှင်စနစ်ကိုတွန်းလာခြင်းနဲ့ပဲဟိုအမျိုးသမီးတွေရဲ့ခန္ဓာကိုပြင်ပြီးတော့ဒီကံဆိုပေါ့နော်။အာနီတို့အမျိုးသမီးတွေမျိုးလုံးလုံးမရဘူးဖြစ်တယ်မျိုးဖြစ်တယ်မျိုးဆိုတဲ့ခွဲခြားဆွတ်ဆွန်ခံရတဲ့အခြေအနေအရှင်းတို့ရောလည်းအမြင့်ပြတ်တိုက်ထုတ်သွားကြပါလေ။2025 January ကနေ March 6ရက်အထိလလကျော်အတွင်းစစ်ကောင်စီတပ်ကလေကြောင်းကတိုက်ခိုက်တာနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာရီကြောင့်အမျိုးသမီး173ယောက်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဆက်လျှောက်ရေးအသင်း AAPB ကမတ်6ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။